ဒီကအားလုံးပဲမင်္ဂလာပါရှင်ကြားတော့တော့စစ်စီဖို့ပါဒီနေ့အားလုံးကိုလာပြီးမြဝေပေးခြင်းနဲ့အဲအကြောင်းအရာလေးကတော့အတန်ထွက်မမားစီခြင်းနဲ့အကြောင်းအရာလေးပဲဖြစ်တယ်ပေါ့နော်အတန်ထွက်လေးတွေအဲကိုအနေနဲ့ပေါ့နော်တမန်ကရှန်ကလေးလို့ထင်မိမဲ့တကယ်တမ်းကြီးကြီးမားမားလွဲချော်မှုလေးတွေဖြစ်သွားတတ်ကြတယ်ပေါ့နော်ဆိုတော့ထိုင်းမှာဝေါ်ဟာရတွေအများကြီးရှိဒီမှာအ ਨੇ ကျမဒီနေ့တုံတွဲလေးရဲ့မှားတတ်တဲ့အတန်လေးတွေကို လာမြဝေပေးသွားမှာဖြစ်ပါတယ်ပထမအတန်လေးကတော့ခေါ ขาวสุดเลยอพิวยองอเดียเนาะขาวอะเออภาษาลิวเชอะไรเดยขาวเอบีเนาะขาวสุดละอะพิวเนี่ยปฏิเดหาอรออุปมาสีขาวอะพิวยาวเนาะฉันชอบสีขาว งาอะพิวยาวใจเดยขาวไหมผิวดลามีเสื้อสีขาวไหม အင်းကြီးအဖြူရောင်ရှိပါသလားအဲ့ဒါခါအောင်ပါဇက်လေးကိုချဲ့ပါเนาะအောင်မေးရိုးကိုဆွဲချပါကစီမနေနဲ့ခါအောင်သူ့နဲ့မှားတက်တဲ့အလုံးလေးကဘာလဲဆိုရင်ခေါ့ခေါ့ဟောခေါ့ဆိုရဲဥစ္စာလေးကကြောအတိအမဲ၃ခုတောင်ထွက်တယ်ပထမတစ်ခုကဦးဂျိုဂျိုတရိษံရဲ့ဂျိုတွေမှန်သမျှကိုတရိษံတွေရဲ့ဂျိုတွေကိုခေါ့လို့ခေါ်တယ်ဟုတ်ပြီเนาะ ်ခေါဥပမာခေါခွိုင်းကျွဲကျူခေါကွာတမင်ကျူအစားရှိတဲ့ဖြစ်မှာနော်အေးကွာနီးမိမိခေါအေးဒီဒီတမင်လေးကဂျိုမရှိဘူးပဲအဲအစားရှိတဲ့ဖြစ်အဲ့လိုမျိုးပေါ့နော်ခေါနောက်အတိပယ်တစ်ခုကအဲ့ဒီခေါဆိုတဲ့ဟာကဘာလဲဆိုရင်သူ he she နော်အတူတူမသဘောမျိုးပေါ့နော်ဆိုတော့ခေါခေါနန်စာအနေနဲ့သုံးတဲ့ဟာဟုတ်ပြီနော်ခေါပင်ခရိုင်သူကဘာတူလဲ ခေါင်းမထမိုင် तू ဘာလို့လာတယ်ခေါင်းချွအရိုင် तू နာမည်ဘယ်လိုခေါ်တယ်လဲခေါင်းအဲ့ဒါကိုကိုကအတန်မှားပြီးတော့ခေါ့ခေါ့ချื่ออะไรခေါ့ဘင်ခရိုင်ဆိုပြီးပြဿနာရောဆွဲချပြောမှာအတန်ထွက်လို့ရှိရင်မှားဝမယ်ခေါ့မဟုတ်ဘူးခေါ့ now ဆုံးအတိပယ်တခုကတော့ဗာလဲဆိုရင်တောင်ပေါ့နော်တောင်ကုန်းတောင်တန်းတောင်နဲ့ပတ်သက်တဲ့စကားလုံးဆိုလို့ရှိရင်ခေါ့ဥပမာခေါ့ Everest Everest တောင်နော် ခေါင်ခါကာဘိုရာစီခါကာဘိုရာစီတောင်းဟုတ်ပြီเนาะအဲ့တော့ခေါင်နဲ့ခေါင်ဆိုတဲ့အတန်ထွက်လေးရှိမယ်เนาะဒုတိယတစ်ခုလွဲချော့တတ်တဲ့အလုံးလေးကတော့ဗာလဲဆိုတော့ခေါင်ခေါင်ဘာသာဆွဲလိုက်တယ်ခေါင်အဲ့ဒါဗာလဲဆိုလို့ရှိရင်တည်င်းအချက်အလက်ကိုပြောတာဖြစ်တယ်ဝနီမီခေါင်အရိုင်ဒီအခုဒီနေ့ဗာတည်င်းရှိတယ်လဲ เธอได้ยินข่าวอะไรบ้างไหม มีตะดิ้งนี่ปาตะดิ้งนี่จาดีเลยจาดีเลยมีข่าวอะไรก็บอกได้นะปาตะดิ้งชื่อเลยเปียวเนาะ ข่าว ข่าวบะใจอยู่ซ้วยไล่เด้หอบีเนาะซ้วยโบกัสซีมะเน่เนี่ยสรอกตู้เนี่ยลွယ်มาตัดแต่อตันเลยอ่ะเนเน่รอตะดิทามีนี่พี่เนาะบะใจไม่ซ้วยบูตู้อตันก็ข่าวโซราตะดิ้งดาใบแม้นอกตะลงก็จรข่าว ခေါ့ဆိုတော့ပါဇက်လေးကိုကက်စီနေပလိုက်တယ်ပထမတစ်ခုကကက်စီနေကိုချဲ့ပလိုက်တယ်ဒုတိယတစ်ခုကကက်စီနေပလိုက်တယ်ခေါ့ဆလုံးပေါင်းလည်းမတူဘူးเนาะအခုဒီမှာပြထားတဲ့အတိုင်းခေါ့ခေါ့ဆိုတာဗာလဲဆိုရင်ဒူကောင်ခွန်မော်ครับ ผมปวดเข่าด็อกเตอร์ด็อกเตอร์ဗျာကျွန်တော်ဒူးနာတယ်အဲ့ဒါကိုด็อกเตอร์ဗျာကျွန်တော်ဒူးနာတယ်လို့ပြောရှင်းတာကိုအရန်ကြီးကက်စီမနေပဲနဲ့ပါဇက်ကြီးကိုချဲလိုက်ပြီးတော့ခွန်မော်ครับ ผมปวดเข่า ပွက်ခါဆိုတော့ဒေါက်တာဘလို့နားလဲရမလဲခါဟုတ်တယ်เนาะအဲ့လိုမျိုးရှိမယ်အဲ့တော့အတန်ထွက်ဒီပထမတစ်ခုကခါဘာဇကြီးကိုဆွဲလိုက်မယ်တင်းဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပြီးတော့နောက်တစ်ခုကခါဒူကောင်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ဟုတ်ပြီเนาะမလွဲမိစင်းနဲ့မမှားမိစင်းနဲ့ဘာဇက်ကိုကစီမင်းနဲ့ခြုံတင်းတဲ့နေရာခြုံချဲတင်းတဲ့နေရာချက်နောက်ဆုံးတွေ့လေးပြောပြမယ်နောက်ဆုံးတွေ့ကတော့ ข้าว ข้าวအဲ့ဒါဘာလဲဆိုတော့ထမင်းဟิวข้าวဘိုက်စားတယ်ဟิวข้าวဘိုက်စားတယ်ဒီနေ့ခိုင်ข้าวမိုင်းဒီမှာထမင်းရောင်းသလားข้าวราคาเท่าไหร่ထမင်းကဘယ်လောက်လဲဒီနေ့မီข้าวမိုင်းဒီမှာထမင်းရှိလားအမလေးပါစက်ကြီးကိုဖြဲပြီးပြောလိုက်တာข้าวအဲ့ဒါကိုလွဲတက်တဲ့အတန်ထွက်ကဘာလဲဆိုရင် ข้า เข้าอตันเลียโตเรตินน่ะတော့ตินไล่တယ်เนาะ falling ตันเลียเนี่ยตินไล่တယ်だめตุตันကข้าဆိုတဲ့အတန်လေးပဲရှိရဲ့အဲ့ဒါကဗာဒိပဲလဲဆိုလို့ရှင်ข้าဆိုတာဒီ winner to enter လောက်တာကိုပြောတာဖြစ်တယ်ข้าမှာဝင်လာတယ်ข้าไปဝင်သွားတယ်คุณเข้ามาทําไมခမ ्या ဘာလို့ဝင်လာတယ်လဲ ขาเข้าไปในนั้นนานมากแล้วตัวไอ้เทลวินวาระจาลาบีไอเรากว่าอาจารย์ทอดีมาบีดอมะเขาเข้าไปสุดะอืมคืออะไรเขาเดินเอาไปเลยเข้าไปไม่ใช่นะคะไอเราอาจารย์รีบยำยบยำมาพิบาร์เลยปฐมาทุกกะขาวสารองมองเรียลิไปรู้แล้สุขาจะรอไอปฐมาตัมา ပထမဆုံးအတန်ဆွဲပြီးထွက်ရတဲ့အတန်ကခေါခေါအာဝခေါအနောက်ကအတက်တန်လေးထည့်လိုက်တယ်သူတဲမှားတက်တဲ့ကောင်လေးကကျတော့အာနဲ့မသုံးတော့ဘူးသူကခေါအောခေါခေါအောခေါအဲ့ဒီအတန်ထွက်လေးဖြစ်တယ်ဒုတိယတွဲမှားတက်တဲ့ဟာကကြတော့ခေါ်အားဝခေါမိုင်းအခေါဆိုတဲ့တည်င်းအတိတ်ပဲတက်ရောက်ပြီးတော့နောက်တစ်ခုကကြတော့ခေါ်အောက်ခေါမိုင်းအ ခေါဆိုရဲအတန်ထွဲဖြစ်တဲ့ခေါတတရအတုတ်ကကြတော့ခေါ်အာဝေါ်ခေါမိုင်းထိုးခေါဆိုရဲအတန်ထွဲဖြစ်ပြီးတော့သူရဲ့မာတတဲ့အတန်ထွဲကကြတော့ခေါ်အာဝေါ်ခေါမိုင်းထိုးခေါဆိုရဲအတန်ထွဲဖြစ်တယ်ဒါမဲ့တူညီတာတစ်ခုလေးရရှိရပါလဲဆိုရင်သူသုံးနေတာကဒုတိယအုပ်စုဖြစ်တဲ့ထဲကခေါ်ခိုက်လေးကိုသုံးထားခြင်းပဲဖြစ်ပါတယ်အဲ့တော့ ဒီလိုမျိုးလေးပဲတို့လောတို့လောတူတယောင်တူတယောင်ရှိပြီးတော့အတန်မတူဘူးအတိတ်ပဲပါကွဲသွားတဲ့ဟာလေးတွေအများကြီးရှိတယ်ဂယူဆိုင်စီချင်ပါတယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့တိတိမမွားလေးကနေစဂယူဆိုင်လို့ရှိရင်ကျတော့ဘာသာစကားကိုဆက်ပြီးတော့မှဆက်ပြီးတော့မှစကားပြောတဲ့အခါမှာနောက်ပိုင်းမှာပြောတဲ့အခါမှာအခက်အခဲတွေနည်းသွားမှာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခေါ်ခွန်ခါ